အားလုံးမင်္ဂလာခင်ဗျာကျွန်တော်လူခါပါဒီနေ့ကတော့ကျွန်တော်ရဲ့မိတ်ဆွေကပြဆရာလင်းလက်တာရရေးထားတဲ့ညိုညိုထွေးဆိုတဲ့ကပြရှိကိုကျွန်တော်ရွတ်ချင်ပါတယ်ပေါ့နော်အဲ့ကပြကလင်းလက်တာရကမလေးရှားနိုင်ငံမှာနေတုန်းက2022ခုနှစ်တုန်းကရေးထားတဲ့ကပြဖြစ်ပါတယ်မမရရအဲ့ဒါကကျွန်တော်ရဲ့အိမ်ပေါ်ဆိုတဲ့ကပြနဲ့အတူတူပဲကျွန်တော်တို့ရေးပြကြတာပေါ့နော်သူကညညထွေးရေးတယ်ကျွန်တော်က အိမ်ပေါ်ရေးတယ်ပေါ့နော်အဓိကအဲ့တုန်းကကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့နိုင်ငံသားကိုမြန်မာအမျိုးသမီးအိမ်ပေါ်တွေကိုဆေးလွတ်မယ်ဆိုပြီးတော့အစိုးရတရားဝင်တဲ့တရင်ထုတ်ပြန်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကိုယ်တိုင်ကနိုင်ငံသားမှရောက်နေတယ်အဲ့တော့ကျွန်တော်တို့ယင်းထဲမှာဟိုခံစားရတဲ့ဝေဒနာပေါ့နော်ယောက်ျားလေးတွေဖြစ်တဲ့ကျွန်တော်တို့တောင်မှနိုင်ငံသားမှာအတော်ခက်ခဲရုန်းကန်နေရတဲ့ကာလမှာမိန်းကလေးတွေအနေနဲ့မြန်မာနိုင်ငံကနေဒီပေါ့ကိုတရားဝင်လွှတ်မယ်ဆိုတော့ ကျွန်တော်တို့ရင်ထဲမှာခံစားချက်ဝေဒနာဖြစ်တယ်အဲ့ဒီဝေဒနာကိုကျွန်တော်တို့ခြားရေးကြတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကြပြာကိုကျွန်တော်အခုယူချင်ပါတယ်ညိုညိုထွေးဒီကအဖွာနေမကောင်းမှုမိမိအိမ်ကအဖွာရော နေကောင်းရဲ့လားဒီကအဖွာတော့တွေးတွင်းနေရတယ်အိမ်ကအဖွာရော အချိန်မှန်စည်းကမ်းပြရဲ့လား ဒီကအဖွားရဲ့သားနဲ့သမီးကတော့တပတ်ခါတော့လာတယ်။မုံတွေတတိယလန်နေအားဖြည့်ဖြော်ရည်တွေအကောင်းစားတစိတ်တွေစုံလို့လိုလီသေးမရှိဘူး။ဒီက အဖွားအတွက်လေ။ဦးနဲ့တော်တော်ရောအိမ်က အဖွားစီလာရဲ့လား။မုံတွေတတိယလန်နေအားဖြည့်ဖြော်ရည်တွေရောပါရဲ့လား။ဒီကအဖွားတော့ညညဆို့ တော်တော်နဲ့မအိပ်နိုင်ချောက်ညီးတယ်တမီးကတော့တကောင်မရွေးဘူးဆေးတိုက်ပေးတယ်နင်းနှိပ်ပေးတယ်တေးချီဟာစာစေတနာအပြည့်နဲ့ပြုစုပေးတယ်အိမ်ကအဖွာရောကောင်းကောင်းအိပ်ပျော်ရလားညညဆိုထထညီးလားတေးချီကအစာဆေးတိုက်နင်းနှိပ် စေတနာအပြည့်နဲ့ပြုစုပေးတဲ့သူရော ရှိရလားဒီဟာအဖေကတော့စိတ်သွားတိုင်းကိုမပါနိုင်ရှာဘူးတခါတခါတယောက်တည်းစိတ်တူနေတာကိုကုတ်ကိုအလိုမကျဖြစ်နေတာတမီးကိုလည်းဟောက်တဲ့အခါဟောက်တွေးခရံနဲ့ပောက်တဲ့အခါပောက်အင်းကအဖွာရောတယောက်တည်းစိတ်တူနေလား ကိုကိုကိုအလိုမကျဖြစ်နေလားဟုတ်တဲ့အခါဟောက်တွေ့ကြရနဲ့ပေါက်တဲ့အခါပေါက်နေလားဟိုတလောကဒီကအဖွားကတင်မော်ကပြုတ်ကြသူသားနဲ့သမီးဆိုသမီးကိုငေါက်လဲငေါက်တယ်ဆူလဲဆူတယ်ဆဲလဲဆဲတယ်နေရမရှိတော့အောင်ပဲသမီးကြောက်တယ် တမီးငိုရဲတမီးမျက်ရည်ကျအိမ်ကအဖွာရောဂရေမော်ကပြုတ်ကြသေးလားအေးတယူဆိုရင်တကြီးအဖွာတွေပြာရာခတ်နေသူတွေကရော ရှိရဲ့လားဒီကအဖွာတော့တခါတလေဝမ်းနေတကြီးငိုတယ်ပစုံတရားကိုတွေ့တွေ့ကြီးငေးပြီးမျက်ရည်ကျတယ်အိမ်ကအဖွာရောဝမ်းနေတကြီးငိုနေလား ဒဇုံတရားကိုတွေ့တွေ့ကြီးငေးပြီးမျက်ရည်ကျနေလားဒီကအဖွားကတော့အပြူပေါက်လေးတယောက်လိုစိတ်ကောက်လွယ်တယ်တမိခွတ်မကြွေးရင်မစားဘူးအိမ်ကအဖွားရောအပြူပေါက်လေးတယောက်လိုစိတ်ကောက်လွယ်လားခွတ်မကြွေးရင်ဘာမှမစားဘူးလားဒီကအဖွားကတော့ပီပိခလေးလေးလိုပဲတမိကိုတချင်းဆိုပြခိုင်းနေကပြခိုင်းနေ တမီးတချင်းဆိုပြတဲ့အခါမျက်လုံးကျဉ်းကျဉ်းလေးကိုမြုပ်ဝင်အောင်ပြုံးနေတမီးကပြတဲ့အခါရှေ့သွားလေးနှချောင်းထဲနဲ့အပူပင်ကင်းကင်းရဲတယ်အင်းကအဖွားရောတချင်းဆိုပြတဲ့လူရှိရဲ့လားကပြတဲ့သူရှိရဲ့လားမျက်လုံးကျဉ်းကျဉ်းလေးကိုမြုပ်ဝင်အောင်ပြုံးရဲ့လားရှေ့သွားလေးနှချောင်းထဲနဲ့အပူပင်ကင်းကင်းရဲရဲ့လား ဒီဟာအဖေကတော့စိတ်ပျော်တဲ့နေ့တွေဆိုတမီးကိုမှွေးမှွေးပေးတယ်။အိမ်ကအဖေမှာတော့စိတ်ပျော်တဲ့နေ့တွေများများဆဆရှိရလား။မှွေးမှွေးပေးခံမဲ့ညီးတွေရောအနားမှာရှိရလား။တယောက်နှစ်တကူနေကတမီးအံပေါင်းနေအများကြီးရတယ်။ဒီကအဖေရောသူ့သားနဲ့တမီးကရောပေးကြတာ။ဒေါ်လာတွေ အဝိအစားအတစ်တွေအိမ်ကအဖွားမာရောမြေးတွေကိုမုံဖို့ပေးဖို့ကိုပန်ပတ်ဆံရော ရှိရလားဘာလို့လို့ ਨੇ သုံးနှစ်တောင်ပြည့်ပြီဒီကအဖွားကတမိကိုမပြန်ဖို့ပြောတယ်တမိရှိမှဖြစ်မယ်လို့ပြောတယ်သူ့သားနဲ့တမိကလည်းတမိကိုမပြန်ဖို့အတင်းတားတယ် လာသာတိုးပြီမယ်လို့ပြောတယ်။အိမ်ကအဖွားစီတမီးပြန်လာခြင်းပြီမယ်။တမီးပြန်လာလို့မဖြစ်သေးဘူး။ဒီကအဖွားလိုပဲအိမ်ကအဖွားကလည်းပတ်စံနေအများကြီးကုန်မှဘဝရဲ့နေဝင်ကြီးတရောနေ့ရက်တချို့ကိုဆွဲဆန့်ထားနိုင်မှာမဟုတ်လား။တမီးပတ်စပို့တက်တန်းတိုးလိုက်ပြီမင်းမင်း။လင်းလက်တရားရဲ့ကြပြဖြစ်ပါတယ်။ ီကြပြလေးကတော့သူကစင်ကာပူနိုင်ငံမှာရောက်နေတဲ့အဲအကိုမြန်မာအမျိုးသမီးလေးတယောက်ကိုစားရေးဖွဲ့ထားတာဖြစ်ပါတယ်။နားတော်ပြီးအတွက်အားလုံးကျေးဇူးတင်ပါခင်ဗျာ။